အာရခတက်တူအီအီကပိတ်ပင်ထားတဲ့အရဲပလင်း180နီးပါးကိုဗမာပြည်မကနေလျိုးဝဲတင်သွင်းလာသူတယောက်ကိုပလဝမြို့နေစမီမြို့မှာဒီလက်အဖွဲကနေဖမ်းဆီးလိုက်တယ်လို့တင်ရရှိပါရယ်ဖမ်းဆီးခံရသူမှာမကွေးတိုင်းနဲ့အိန္ဒိယနိုင်ငံတို့ကနေရခိုင်ကိုကုန်ပစ္စည်းတင်သွင်းတည်ယူရောက်ရှာနေတယ်စစ်တွေမြို့နေရှောင်းတွင်မင်းကန်ကြီးရောကအသက်၄၀ကျော်အရွယ်ဥမောက်သားမျိုးဖြစ်တယ်လို့သိရပါရယ်သူကို Grand အရက်ပလင်း119ပလင်းနဲ့ Red Level ပလင်း60စုစုပေါင်းအရက်ပလင်း189ပလင်းနဲ့အတူပလောဝမြို့နယ်စမီမြို့ဌာနပေါင်းစုံစစ်စည်းအကိတ်မှာဖမ်းဆီးမိခဲ့တာလို့သိရပါဗျ။စစ်စည်းအကိတ်မှာကုန်တွေကိုစစ်စည်းဖွင့်ကြည့်ရာကနေအရက်တွေတီလာတာကိုဖမ်းဆီးရမိတာလို့စမီမြို့ဒေသခံတယောက်ကပြောပါဗျ။လက်ရှိမှာတားမြစ်ပြည်မှာထိုးအရက်တွေတီဆောင်လာတဲ့ဥမောက်သားညိုကိုထုတ်ကုန်တွင်းကုန်ဥပဒေအရ စမီးမြို့ဒီလက်အဖွဲ့ကအရေးယူဆောင်ရွက်နေတယ်လို့သိရပါဗျ။